Hey, hi, how are you? Hey, I bought this book yesterday. This is basically a love story. အမေ၊နေကအင်္ဂလိပ်စာတွေအရင်လေ့လာနေတော့ဘာပဲပြောပြောအင်္ဂလိပ်လိုပဲပြောတော့မယ်ပေါ့လေ။ဒါမဲ့နင်ပြောထားတဲ့အထင်းမှာ basically ဆိုတာလေးပြောပြပေးခြင်းလို့အမလေးဟဲ့ပြောပါဦး။ဒီလို C A L L Y နဲ့စုံနေစကားလုံးတွေကိုများတော့အပြင်ငါတို့ကကဲလီကဲလီဆိုပြီးပြောကြရဟုတ် အမှန်က clear clear ဥပမာညပြောတော့ရတဲ့ထဲကဆိုလို့ရှိရင် basically basically လို့အတန်ထွက်ရတယ်လေငါဆရာလို့တာမဟုတ်ဘူးเนาะဒီလိုလေးအတန်ထွက်လို့ရတယ်ဆိုတာကိုပြောပြပေးတာပါဥပမာ physically physically logically logically typically typically ဒီပါတဲ့ငယ်ချင်းရဲ့အခုလိုပြောပြပေးတော့လေငါသိရတာပေါ့ ကျေးဇူးပါပဲနော်လိုပါဘူးခဲအဆိုပထမဆုံးနင်ပြောရတာလေးပြန်ပြောပြ Hey I bought this book yesterday This is basically a love story ဟွန်းတော်လိုက်တာအခုဒီဗီဒီယိုကိုကြည့်ရှုလေ့လာနေသူတွေထဲမှာဒီလိုနီလန်လွဲနေရလေးတွေရှိရင်လည်းအခုနီလန်အမှန်ကို သိသွားပြီဆိုတော့အပေါ်ကဥပမာ၃ခုကိုထပ်ပြီးအတန်ထပ်ကြည့်ကြအောင်နော် See you again.